တော့ရက်ကွက်တဲမှာဦးတန်းထွန်းဆိုတဲ့လူတယောက်ရှိရပြောင်းအဲ့လူကစိုက်ကားနင်းတာတကယ်တော့သူကသူများတွေစိုက်ကားနင်းတာတိမ့်တဲ့အချိန်ကြီးသူကမပြန်သေးပဲနဲ့အဲ့နေရာမှာထိုင်ပြီးတော့ခီးတဲ့စောင့်နေရပါတော့ဒီနေ့ကျမှစိုက်ကားနင်းရတာလဲအရင်နေ့တွေလောက်သူ့အတွက်ပတ်သက်မရတဲ့ခါကျတော့ဒီနေ့တော့နောက်ကျပြီးမှပြန်မယ်ဆိုတော့တွေးနေခီးတဲ့ကိုစောင့်နေကြတာပေါ့အဲ့ဒီအချိန်မှာသူ့ဘေးနားကနေသူ့ရက်ကွက်ထဲကကောင်းလေးတယောက်ကဖြတ်သွားပြီးတော့ဦးတန်းထွန်းကိုလမ်းစာတယ် ဦးတက်တော့မတိတ်သေးဘူးလားဘာလားပေါ့အဲဒါဦးတက်တော့ကလည်းအေးမတိတ်သေးဘူးဒီနေ့တော့တက်ချင်ကြိုက်သေးလို့ကွာငါတော့တိတ်လို့မရတယ်ဘာကြောင့်ဆိုပြီးစကားတွေလမ်းပြောနေကြတာပေါ့ဆိုလည်းဦးတက်တော့ရေဒါများတိတ်နေဖျားမှာဥစ္စာချောချောလေးတွေရှိတယ်တကယ်လို့များဦးတက်တော့ပြတ်တဲ့အချိန်ကိုတို့လည်းတွေ့ခဲ့တယ်လေတယောက်တော့ခေါ်လာခဲ့ပါအောင်ဆိုပြီးတော့အဲ့ကောင်လေးကစပြီးတော့ဒါထွက်သွားလိုက်တာပေါ့အဲ့အချိန်မှဦးတက်တော့ကတယောက်တည်းဆက်ကားကြီးမှာကြံ့နေခဲ့လိုက်တယ်ဘာသာကတွေလည်းအဲဒီကောင်လေးကကပေါ့ပေါ့ရှာရှာနဲ့ဘာရှောက်ပြောနေမှမသိဘူးဆိုပြီးတော့ပြောလိုက်ပါလေမြည်စီမြတ်လေးတဲ့ဖះမှာ ဥစ္စာဆောင်တွေရှိတယ်လို့ဂျာကူနာမှာရှိပေမဲ့ဥထန်းတွန်းကတော့လုံးဝမယုံဘူးပေါ့နော်။သူကတော့လုံးဝမယုံ။ဒါကောလာဟာလာတွေလူတွေရှောက်ပြောနေကြတာဆိုပြီးသူစိတ်ထဲမှာဒါအဲ့လိုပဲထင်တာပေါ့နော်။ဘာဖြစ်လဲဆိုတော့သူကပြန်ရတဲ့ဖျားမှာရပက်တယ်ဆိုရင်လည်းဖျားသွားပြီးတော့ရှစ်ခိုးနေကြ။ဒါပေမဲ့ဘာမှထူးဆန်းတာတွေဘာမှမကြုံဘူးပေါ့နော်။ဒါဆိုတော့သူအဲ့လိုတွေးနေတော့မှာပဲအနောက်ကအတန်တန်ကိုသူကြားလိုက်ရတယ်။ဘာလဲဆိုတော့သူစိတ်ကောင်းအားလားဆိုပြီးလမ်းပေးလိုက်တဲ့မိန်းကလေးတယောက်ရဲ့အတန်။အဲ့လိုရုပ်ရဲလဲကြည့်လိုက်တော့ကချောချောကောင်မလေးတယောက်ဖြစ်နေရတယ်။ အားလေကိုလည်းဥဒတ်ထောက်ရလဲအားပါတယ်ဗောဘယ်တော့မှလို့လဲတပီပါကြတဲ့စကားပြောစပြောဖြစ်တာဗောနောက်ပါလေးရလဲဒီရက်ကွက်ထစ်ကမြတ်သိတဲ့ဘုရားကိုတွားမယ်ဗောနော်မြတ်သိတဲ့ဘုရားဆိုတဲ့ပြောချောင်းမှုဥဒတ်ထောက်ကရေကလေးတော့မှာတစ်သက်ကလည်းအာမေသိဖြစ်သွားရဲ့ပြီးတော့ဥဒတ်ထောက်ရဲ့စိတ်ထဲမှာလဲညောင်ကြီးတစ်ကောင်ကြောင်းမှာကောင်းတဲ့တယောက်ထဲကဒီဘုရားကိုတွားမယ်ဆိုပြီးတော့ပြောတယ်ဆိုတော့ဒါဥစ္စာဆောင်လားဆိုပြီးသူထည့်သွားอยู่ဗောနော်ဒါလည်းသူထုတ်မမေးဖြစ်နေဘူးကောင်းပါလေးကိုတခြားကြည့်လိုက်သေးတယ်ဥစ္စာဆောင်ဒါလူလားဗောနော်ကြည့်လိုက်တော့လေလူမလူပုံစံအစင်းတယ် အဲ့ဒါကသူကလည်းတေချောင်မေးမယ်ဆိုပြီးကာဘာလေးကိုမေးလိုက်တာပေါ့နော်ဒီသားရက်ွက်တွေမှာတပည့်ကိုအရင်ကမတွေ့ဘူးပေါ့နော်တပည့်ကလူလာတာအောက်စာဆောင်လားဆိုပြီးသူကတဲ့ကြီးမေးချလိုက်တာပေါ့အဲ့ခါကျမှကာဘာလေးကဥရဖြစ်မှဖြစ်ရလေပေါ့နော်တပည့်ကလူမှလူအစ်စ်ပါဥစ္စာတော့မဟုတ်ပါဘူးအဲအဲ့ဒီဖျားနာမှာတပည့်တို့အိမ်ကရှိတာပေါ့နော်အဲ့ဒါကိုပြန်ပါအမေကတယောက်တည်းဆိုတော့ စိတ်ပူနေတော့ပါပေါ့နော်ပြေပြေပြန်ရမှာကြောင့်မို့ပါပါကြနဲ့ပြောပြီးတော့စိုက်ကားကငါးဖြစ်သွားတော့ပေါ့ဒီလိုနဲ့ဥတထုံးကလည်းအဲ့ကောင်ပါလေးကိုစိုက်ကားပေါ်တင်ပြီးတော့အဲ့ဖျားပြုတ်ကိုလိုက်ပို့တာပေါ့အလန်းပါကောင်ပါလေးကပြောတယ်လေသူခဏခဏလဲမကြည့်ပါနဲ့ပေါ့နော်သူကခဏခဏလဲမကြည့်တယ်လို့ပြောတော့ဥတထုံးကလည်းစိတ်ထဲမှာအော်ဒီကောင်ပါလေးကငါခဏခဏလဲကြည့်ရင်သူလာဘူးကြီးလားဘာကြီးလားပေါ့နော်သူဒီချိန်ကြီးဆိုတော့ဘေးကလေးတယောက်လေးဆိုတော့ဘာဖြစ်လဲကြာဖြစ်တယ်အဲ့ဒါကြီးလည်းစိတ်ပူတာလေ စိတ်ပူလို့လည်းနေပါပါဆိုပြီးတော့လက်မကြည့်ခိုင်းတာနေပါပါဆိုပြီးသူလည်းလက်မကြည့်ဘူးပေါ့လို့ဒီတိုင်းပဲစိုက်ကောင်းအောင်နေလာတော့ဒီလိုနဲ့ပြောင်းရင်းတဲ့ဖခင်နာကိုရောက်တဲ့ခါကျမှတပည့်ရဖခင်နာရောက်ပြီးဆက်နေပြအောင်မလားဆိုပြီးပြောင်းလဲလဲကြည့်လိုက်တာပေါ့တော့အဲ့လိုလဲကြည့်လိုက်တဲ့အချိန်မှာဥတတော်တယောက်သွေးပြက်သွားတယ်။ဘာဖြစ်လို့သွေးပြက်သွားလဲဆိုတော့ကောင်မလေးကစိုက်ကားပေါ်မှာသူ့ရဲ့ခေါင်းပြက်ကြီးကိုကင်ပြီးတော့စိုက်ကားပေါ်မှာထိုင်နေတာပေါ့တော့ခေါင်းကလက်ထဲကိုရောက်နေတာအဲ့လိုမျိုး။အဲ့ဒါကိုမြေဥတတော်ကလုံးဝမေ့လဲသွားရော ဘယ်နဲ့မိုးလဲအဲတတိယလာတဲ့ခါကျတော့အိမ်မှာလူစုလူပွဲရတယ်ဘယ်တော့ဘာဖြစ်တာလဲကြာဖြစ်တာလဲတိရတိုင်းထုံးစံတိုင်းမေးနေကြပြီပေါ့အဲ့လိုအဲ့လိုနဲ့ဦးတန်းထုံးကလည်းညာအဖြစ်ပြက်ကိုလာတူမိမားနဲ့တူကလေးနဲ့အကုန်လုံးကိုလိုက်ပြီးတော့ပြောပြလိုက်တာပေါ့ပြောပြလိုက်တဲ့ခါကျမှဒါသူလည်းအကြောင်းဆုံးတိရတော့ပါအဲ့ခါကြမှာအဲ့အကြောင်းကိုတီးတဲ့လူတယောက်ကသူ့ကိုပြောဟာတိုက်ဆိုင်တယ်ဘာညာပေါ့အဲ့ညာကအဲ့ဒါလေးမှာဒါသမီးစားတယောက်သူ့ကောင်လေးဖောက်ပြန်တော့ခံရလို့ကောင်မလေးကလေမင်းကိုဓာတ်နဲ့လေးပြီးတော့တီးသွား တက်နေလိုက်တယ်ပေါ့ကိုကလည်းကိုတေသွားတယ်တက်နေလိုက်တယ်ပေါ့နော်ပြီးတော့ကောင်မလေးကသူ့အကြောင်းကိုပြောရမယ်ဆိုကောင်မလေးကစိတ်ကြဆွေးတွေပါရင်တုံးပုံရောက်တယ်အိမ်မှာလည်းသူကအကြီးဆုံးမောင်လေးညီမလေးကိုသူတယောက်ထဲလှုပ်ကျွေးနေရတာပေါ့နော်စိတ်ညစ်နေရတဲ့အချိန်မှာဒီစိတ်ကြဆွေးပြားရင်လည်းတုံးတယ်ပေါ့ပြီးတော့ကောင်လေးကလည်းသူ့ကိုဒါတစားဖောက်ပြီးတော့ထားခဲ့တာဆိုတော့ကိုကိုကိုတက်တယ်ပြီးတော့ဒါဒီခက်ခဲတွေကလည်းရုံထွက်လိုက်တဲ့ဘောပေါ့နော်အဲ့ကောင်မလေးမရှိတော့ဒါလူမမာမိခင်ဟိုကြီးတဲ့သူ့ရဲ့ကလေးတွေအတွက်တော့ဒါစိတ်ပူကြပဲဘောနော်ဘာလို့ပြောပြောဥဒရုံတယောက်ကတော့အဲကြတယ်စပြေးအဲစိုက်ကားဖိတ်မှာ 能出来白动嘛？上学了嘛？跑步去了宝贝。